ကလေးငယ်တွေရဲ့အနာဂတ်တွေရည်ရွယ်ခဲ့တဲ့အင်ဒိုနီးရှားသမ္မတရဲ့ဘီလီယံပေါင်းများစွာတန်အခမဲ့ကြောင်းတွင်အာဟာရစီမံကိန်းဟာဘုခါမှာတော့ကလေးတွေတဲ့အန်ဒီတစ်ခုဖြစ်လာနေပါပြီဒီတစ်ပတ်တွင်မှာပဲအနောက်ဂျာဘာပြည်နယ်ကကလေးငယ်တစ်ထောင်ကျော်ဟာကြောင်းတွင်နေတဲ့သာစားပြီးအစုလိုက်အပြုံလိုက်အစာအဆိပ်သင့်မှုတွေဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်ဟာအနောက်ဂျာဘာပြည်နယ်ရဲ့နေရာလေးခုမှာတပြိုင်နက်တည်းဖြစ်ပွားခဲ့တာပါပြီးခဲ့တဲ့ပတ်ကလည်းအနောက်ဂျာဘာနဲ့အလယ်ဆူလာဝေဒီပြည်နယ်တွေမှာကျောင်းသား၈၀၀အဆိပ်သင့်ခဲ့ပြီးနောက် အခုလိုတက်မှန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အနောက်ဂျာဘာပြည်နယ်အုတ်ချိုရီမူဒက်ဒီမူရာဒီကတော့ဒေသတွင်းစစ်ရုံးငယ်တွေမှာနေမကောင်းတဲ့ចောင်းသားတွေနဲ့ပြည်နယ်နေပြီးကျမ်းမာရေးရေးပေါ်အခြေအနေပြင်ကျထားရတယ်လို့ဆိုပါတယ်။အစာအစိတ်သင့်ခဲ့သူတွေကတူဖြစ်တဲ့အသက်15နှစ်အရွယ်လီဇာဘီလာဇာဟာရာကတော့ကျသားနဲ့တူဝင်စားပြီး나이ဝက်အကြမှာနေမကောင်းဖြစ်ခဲ့တယ်လို့ရိုက်တာသတင်းဌာနကပြောပြခဲ့ပါတယ်။ဒီစီစဉ်ကိုရက်စီခြင်းနဲ့နောက်တစ်ခါထပ်ဖြစ်မှာကြောက်တယ်လို့သူကဆိုပါတယ်။ သူ့ရဲ့မိခင်ကလည်းနောက်တစ်ခါကျောင်းစာကိုဘယ်တော့မှမစားဘူးတားမြစ်လိုက်ပြီးဖြစ်ပါတယ်ဒီစီမကင်းဟာဒေါ်လာ30ဘီလီယံကျော်ဘတ်ဂျက်ရှိပြီးကလေးတန်း80ကျော်ကိုကျူးမြှင့်ဖို့ရည်မှန်းထားတဲ့အင်မတန်ကြီးမားတဲ့စီမံကိန်းတစ်ခုပါဒါပေမဲ့ကျွမ်းကျင်သူတွေကတော့စီမံခန့်ခွဲမှုနဲ့ကြီးကြပ်မှုအားနည်းချက်တွေကိုထောက်ပြနေကြပါတယ်မိဖို့ကြောင့်တစ်ခုကကျောင်းသားတွေအများကြီးအတွက်ချက်ပြုတ်ရတာကျောင်းနယ်ဝေးလို့တညကျူချက်ရတာတွေကြောင့်အစားအစာတွေပုံသွိုးလွယ်စေတယ်လို့ပြည်နယ်အုပ်ချုပ်ရေးကိုယ်တိုင်ကဝန်ခံထားပါတယ်ခင်ဗျာ